ဒီနေ့ကတော့ share ဗျာကျွန်တော်ချစ်သူရဲ့ရောက်ခမရွာအနေငံမြိုင်ကျော်တွေပို့ပေးလိုက်တာဗျာငံမြိုင်ကျော်၄မျိုးစားကြည့်မယ်ဘယ်ဟာကောင်းလဲဘာညာဝေဖန်သုံးသပ်မယ်ပေါ့ဗျာအဲဒီနေ့ကငံမြိုင်ကျော်နဲ့ထမင်းစားမှာဖြစ်ပါတယ်ငံမြိုင်ကျော်၄မျိုးမကြီးသေးငံမြိုင်ကျော်လေးနဲ့စားဖွင့်လိုက်မယ်ဗျာကောင်းရတယ်တက်တယ်ဆက်ပြီးကောင်းတယ်တုံမိုးရဲ့မကြီးသေးငံမြိုင်ကျော်ဖြစ်ပါတယ်ဒီကောင်ရခိုင်ငပိကျော် 嗯，哥。嗯，ရခိုင်ကပြီကြော်တော့အနည်းအောင်အထုပ်လေးဖြစ်ပါတယ်။ကက်တီကောကမယမ်းသေးငံ့များကြီးကြော်တယ်ဗျာ။ခေါင်းရလာမယမ်းသေးရသူတို့စိတ်ဝင်စားဖို့ကောင်းတယ်။ဟင်းတော့တော့ကောင်းတယ်မယမ်းသေး။ တိုမိုရဲ့မယန်းသီးငံမြိုင်ကြော်မယန်းသီးငံမြိုင်ကြော်ပါဒါလေးကအစဲရောင်ထုတ်လေးကဲဒါလေးကတော့ရိုးရိုးငံမြိုင်ကြော်ဟာငရုတ်တီးဆက်တာတော့ငါရုပ်ကချောတော့မင်းနော်အဲ့တခုကတော့တော်တော်မိုက်တယ်ဘယ်ဖူဘလော့ကမှငါတော့မချောဘူးကွာစားလာတော့စားလာတော့တိုမိုငံမြိုင်ကြော်ပါကဲမကြီးသီးနဲ့မယန်းသီးနဲ့ပေါင်းလိုက်မယ်ကွာ ဘလို့ရတာမျိုးထွက်လာမလဲဆိုတော့ကျွန်တော်မသိသေးပါဘူးတကူမှမငန်ဘူးအတကယ်ပြောတာကျွန်တော်ရှောက်ပြောလို့လည်းမရပါဘူးလိုက်ဝယ်စားလို့ရတယ်ရတာမှန်မှန်လေးနဲ့ဆက်ဆက်လေးကောင်းတယ်อืมကြကြီးကောဒီခါလေးမျိုးလုံးกว่าငဟိုင်းကပိကျော်သမ ्याय ကျော်မကြီးသေးမယန်းသေးလာထား 啊！哈哈 <laughs>！啊，林明龙帮了我多少嘞？嗯。 ေးဇူးအများကြီးတင်ပါတယ်ဗျာကျော်ရီနဲ့ငမ်းပြားကြီးကျော်ငပိကျော်၄မျိုးစားသွားတယ်ဗျာဘယ်ဟာတွေအချိုက်ဆုံးလဲပါညာပြောပြပါဗျာနံပါတ်၄နေရာမှာအချိုက်ဆုံးကတော့တုံမိုရဲ့ရိုးရိုးငမ်းပြားကြီးကျော်ပါနံပါတ်၃နေရာမှာအချိုက်ဆုံးလေးကတော့တုံမိုရဲ့ရခိုင်ငပိကျော်ဖြစ်ပါတယ်အာဒုတိယအချိုက်ဆုံးလေးကတော့တုံမိုရဲ့မကြီးသီးငမ်းပြားကြီးကျော်ဖြစ်ပါတယ်အချိုက်ဆုံးလေးကတော့တိုမိုရဲ့မယန်းသီးငံပြားရဲ့ကြော်ပါချင်းချင်းလေးနဲ့ဆက်ဆက်လေးအရင်စားလို့ကောင်းပါတယ်အထုပ်ကြီးလေးတို့တော့နောက်တစ်ခါမှပဲစားပြရအောင်မယ်ဗျာ